မိတ်ဆွေပေါင်းချမ်းမာချမ်းသာရှိကြပါစေဗျကျွန်တော်တို့ရဲ့ဟိုးရုံးကလဖိတ်ဆိုင်နစ်စီကကြိုဆိုလိုက်ပါတယ်ဟိုးရုံးကလဖိတ်ဆိုင်ဆိုတဲ့အတိုင်းပဲအရင်တုန်းကလဖိတ်ဆိုင်ထိုင်ရတဲ့လိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာရောက်တဲ့ရဲ့အကြောင်းအရာဘောင်းစုံကိုမျှဝေပြီးသွားမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့ဟိုးရုံးကလဖိတ်ဆိုင်ကြီးရဲ့ပြစ်စမမြောက်စကားဝိုင်းကနေကြိုဆိုပါတယ်အဲပြီးခဲ့တဲ့ဒီပြစ်စမမြောက်စကားဝိုင်းရဲ့ပထမပိုင်းအနေနဲ့ကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အမှတ်တရအနေနဲ့ဦးချစ်လက်ဖက်ဆိုင်နဲ့ပတ်သက်တဲ့မှတ်တမ်းတွေ၊သမိုင်းတွေအကြောင်းအရာတွေစုစည်းမျှဝေပေးခဲ့ပါတယ်။ဒီတစ်ခါမှလည်းပဲရန်ကုန်တက္ကသိုလ်ရဲ့အမှတ်တရအနေနဲ့ပဲရန်ကုန်တက္ကသိုလ်သာမကပဲနဲ့တက္ကသိုလ်အဝင်းဝိုင်းတိုင်းတက္ကသိုလ်ဝင်းဝိုင်းဒေသမကပဲနဲ့ပြည်ပအစားအသောက်လောကကြီးအထိပါနာမည်ပေါက်ခဲ့တဲ့စိုးမြင့်ကျော်နဲ့တန်ဘူးဖြော်ကြီးရဲ့စတင်ပေါ်ပေါက်လာဖို့သမိုင်းမှတ်တမ်းတွေကိုစုစည်းမျှဝေပေးတော်မယ့်အစီအစဉ်ဖြစ်ပါတယ်ဗျာ။ အခုကျွန်တော်တို့ဒီပြောပြမဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ကလေအများမျှဝေပြီးသားတွေလည်းရှိပါတယ်။သို့တော်လည်းကျွန်တော်တို့ကကျွန်တော်တို့လေ့လာထားတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်တို့သိရှိထားတာတွေနဲ့ပြီးသွားရင်ကျွန်တော်တို့စုစည်းထားတဲ့အမှတ်တမ်းပုံလေးတွေနဲ့ပေါင်းစပ်မျှဝေပြီးသွားမှာဖြစ်ပါတယ်။အဲ့လိုမျှဝေတဲ့နေရာမှာမူရင်းရေးသားခဲ့ကြသူများ၊မူရင်းရိုက်ကူးခဲ့ကြသူများအားလုံးကိုလည်းကျေးဇူးတင်စွာလေးစားစွာနဲ့ယူငင်ပေါင်းစပ်မျှဝေပြီးသွားမှာဖြစ်ပါတယ်ဗျ။အဲ့တော့စိုးမြင့်ကျော်နဲ့ပတ်သက်လို့ပထမဆုံးအရင်ဆုံးကျွန်တော်တို့မျှဝေပါမယ်။ စိုးမြင့်ကျော်ကကျွန်တော်တို့ဒီအဟောပေါ့တက္ကသိုလ်လောကအစားအသောက်လောကတွေမဟုတ်ဘဲနဲ့သူကဝီကီပီးဒီးယားမှာပါအမည်ပေါက်ပါတယ်ဝီကီပီးဒီးယားဆိုတာကအမေရိကန်ပြည်အောင်စုခြေစိုက်ပရိုက်တာအဖွဲ့အစည်းကလှုပ်ဆောင်နေတဲ့အွန်လိုင်းဆွေးနွေးခြင်းဖြစ်ပြီးတော့သူကဘာသာစကား288မျိုးနဲ့ရေးထားတဲ့စောင်းပါးတွေအကြောင်းအရာတွေကိုဖတ်ရှုနိုင်ပါတယ်ဝင်ရောက်ပြင်ဆင်နိုင်ပါတယ်မြန်မာဘာသာအနေနဲ့ကတော့အကြောင်းအရာပေါင်းသိန်းသောင်းနီးပါးဖတ်ရှုနိုင်တယ်လို့သိရပါတယ်ဆိုတော့အဲ့ဒီမှာလဲသူကစိုးမြင့်ကျော်အကြောင်းကိုရေးသားထားပါတယ် ဆိုတော့သူရေးသားထားတာလေးကိုကျွန်တော်တို့အရင်ဆုံးမျှဝေပါမယ်။စုံမြင့်ကျော်ဆိုတာကတဲ့တက္ကသိုလ်ဒီမှာရောင်းချလေးရှိတဲ့ထမင်းကျော်တစ်မျိုးဖြစ်ပါတယ်တဲ့။ရန်ကုန်တက္ကသိုလ်ကျောင်းသားကိုစုံမြင့်ကသူစားခြင်းနဲ့အတိုင်းကျော်လော်ထားတဲ့အတွက်စုံမြင့်ကျော်လို့ခေါ်ကြတာလို့ဆိုပါတယ်။1990ဝန်းကျင်ထုတ်တက္ကသိုလ်ဇက်အိမ်တဲမြန်မာဝတ္ထုတွေမှာပင်တိုင်းပါဝင်တဲ့ဇက်ဝင်ပစ္စည်းတခုဖြစ်ခဲ့တယ်လို့သူကရေးသားထားပါတယ်။အဲဒီစုံမြင့်ကျော်နဲ့ပတ်သက်တဲ့နောက်ခံသမိုင်းကိုကြတော့ စိန့်ကျွန်းကျောင်းပေါ့အခုအထက်ကတက်လမ်းမတော်ပေါ့အဲ့ဒီမုံစေးထဲမှာရှိတဲ့အပြိုကြီးထမင်းကျော်ဆိုင်မှာစီတက်ထားတဲ့ကျက်သွန်ပြူပဲငပြားကြီးကြာညို့ချိုးမှုန့်လို့နဲ့မီးမြင်းမြင်းလေးတုံပြီးလှိမ့်ထားတဲ့ထမင်းပြူကိုအနေတော်တိပိကျော်ထားတဲ့ဝသားပြုတ်နဲ့တွဲဆရတာကိုကိုစိုးမြင့်ကနှစ်သက်ခဲ့ပါတယ်တဲ့အဲ့ဒီလိုနဲ့ဒေတာကောလိပ်နှစ်နှစ်တက်အပြီးတတိယနဲ့ဘူမိဗေဒတက်ဖို့ 1981ခုနှစ်မှာရန်ကုန်တက္ကသိုလ်ကိုသူရောက်လာတယ်။ရောက်လာပြီးတော့တိတ်ပန်ကင်တင်းမှာရှိတဲ့ကိုဘိုးထောင်မိသားစုစားတောက်ဆိုင်မှာတကယ်ချင်းတိုက်တိုင်းနဲ့နေလဲစားစားလိရှိရာကစိန်ကျင်းចောင်းသားဘွားကစားခဲ့တဲ့ထမင်းကျော်စားလို့ဒါကြောင့်မလို့ကိုစိုးမြင့်ကိုတိုင်ဝင်ရောက်ကြော်လော်ရာကစိုးမြင့်ကျော်ဖြစ်လာတယ်လို့ဆိုပါတယ်။အဲသူကဒီမှာပြင်ဟိုဘယ်လိုမျိုးကြော်လဲဆိုတာကိုလည်းသူကထည့်ပေးထားပါတယ်။စီကော်ရီတို့ကိုတင်းတယ်လို့ထည့်တယ်။အသီးရွက်နှစ်မျိုးသုံးမျိုးအဲဥမာဖြင့်ပန်းကော်ပြီးပဲဒီမုံလာဦးနေပေါ့။ အဲအဲ့ဒါလေးနဲ့ကျက်သွန်ပြူပဲငပြားကြီးချာညို့လို့ထည့်ပြီးတော့ထမင်းပြူနဲ့တပါးနဲ့ထည့်ကြော်တယ်အသားကိုဆင်းမထည့်ပဲအပြားလိုက်လှီးထည့်တယ်ကျုပ်ကိုထည့်ထည့်ကျင်လဲရတယ်မထည့်လို့လည်းရတယ်ဒါပေမဲ့သူ့ပုံစံကတော့ပကံလေးကိုထည့်တဲ့နေရာမှာအဲ့ဒီခက်တယ်ကလူသုံးနေတဲ့ပကံလုံးထဲကိုထမင်းတိတ်ထည့်ပြီးမှပြန်မှောက်ချတော့အလုံးလေးအဲ့လိုပုံစံမျိုးလေးကိုသုံးတာပေါ့အဲအဲ့ဒီချောင်းမလို့အဲ့ဒါဆွေးမြင့်ကြောင်နဲ့ပတ်သက်လို့ Wikipedia မှာကတော့ဒီလိုမျိုးရေးသားထားပါတယ်အဲ့တော့ဒီဆွေးမြင့်ကြောင်နဲ့ပတ်သက်လို့ကျွန်တော်တို့အာ ဝီကီပီးဒီးယားကရေးသားထားတာတွေကိုပြန်လည်မျှဝေပြီးတဲ့နောက်မှာသူ့ရဲ့မူရင်းပိုင်ရှင်ဖြစ်တဲ့ဦးစိုးမြင့်သူကိုယ်တိုင်ရေးထားတဲ့စိုးမြင့်ကျော်ပေါ်ပေါက်လာပုံအကြောင်းလေးကိုမျှဝေပေးပါမယ်။အဲသူကတော့စာအနေနဲ့ရေးသားထားတာဆိုတော့ကျွန်တော်တို့ကစံပြောအနေနဲ့ပဲပြန်လည်မျှဝေပေးတော့မှာဖြစ်ပါတယ်။သူ့စာစုရဲ့အစမှာသူကမိတ်ဆွေကြီးကိုကျော်စွာမင်းကိုဒီစာစုနဲ့ဥညွတ်ပါတယ်တဲ့။ လူများညင်းခုန်နေကြတာတည်တည်ချာချာရေးရရမသိတဲ့သူတွေအတွက်အဆင်ပြေရင်မှတ်တမ်းလေးဖြစ်အောင်ရေးပေးပါအခုဆိုလို့တိုက်တွန်းတဲ့အတွက်ရေးလိုက်ရတာပါတဲ့တကယ်တော့ရည်ရွယ်ချက်မရှိဘဲနဲ့အပျော်သဘောနဲ့ကျောင်းသားဘဝလွတ်လွတ်လပ်လပ်ဘာမှစောင့်ထိုင်စရာမလိုတဲ့ငယ်ရွယ်စဉ်တုန်းကလုပ်ခဲ့ကြတဲ့လုပ်ရည်လေးကဒီနေ့အထိတက်ကတူ အမတ်တရားတက္ကသိုလ်ဝင်းကျင်မှာထင်ကျန်ရစ်နေတာဆိုတော့ဝမ်းသာရပါတယ်တဲ့အခုချိန်မှာတော့ရှက်စရာလိုလိုရီစရာလိုလိုဖြစ်နေတာတော့တကယ်ပါတဲ့ဆိုပြီးတော့သူကအဲ့ဒီသူဒီစွမြင့်ကျော်စပြီးပေါ်ပေါက်လာရပုံအကြောင်းလေးကိုသူကရှင်းပြထားပါတယ်သူចောင်းသားဘွားတုန်းကတဲ့အဲသူကသူចောင်းသားဘွားကနေစပြောမှာပါပြည့်စုံမှာဖြစ်ပါတယ်တဲ့ဒီစိန်ကျွန်းចောင်းသားဘွားပေါ့အထကတည်းလမ်းမတော်ပေါ့အဲအဲ့ဒီတုန်းကသူကအဲ့သူ့ရဲ့ចောင်းမှုန့်စည်းတဲ့မှာတဲ့အဖြူကြီးထမင်းကျော်ဆိုင်ဆိုတာရှိတယ်အဲ့တော့ထမင်းကိုဝက်စီနဲ့ကျက်သွင်ပြူလေးစီတက်ပြီးတော့ ပင်ကပြာကြီးကြာညို့အချိုမုံလေးတုံးပြီးဒဲဦးပေါ်မှာမိမိမြင်းလေးနဲ့လှိမ့်ထားတာပါတဲ့အဲဒီနေရာမှာစကားမဆက်တစ်ခုလေးအာပြောချင်တာရှိပါတယ်အဲ့ဒါအတော့ကျွန်တော်တို့တခါတလေမှာအချို့ အစာအစာတွေကသူ့သက်ဆိုင်ရာအဟိုဟာဘယ်လိုပြောမလဲလူမျိုးအလိုက်ဒါဒီလိုပိုးအဆင်ပြေတယ်လို့ပြောရမှာဖြစ်တယ်ဥပမာအဖြစ်အာတရုတ်ဆိုလို့ရှိရင်ရေပေါ်ရာအဖြစ်ဝတ်သားစားတယ်ပေါ့ဒီလိုမျိုးမြင်တာပေါ့အဲအခြားဟိုဟာပေါ့ ကလားလို့ပဲသုံးရမလားအဲ့မော့အဲအဲ့လိုလူမျိုးတွေဆိုလို့ရှိရင်တော့မွတ်စလင်မော့ sorry မွတ်စလင်ဆိုလို့ရှိရင်တော့အမေသာစာကြတရှိတယ်ပေါ့ဒီလူမျိုးအဲ့ဒီတော့တရုတ်တွေဆိုလို့ရှိရင်စီချက်စီချက်ဆိုလို့ရှိရင်ကျွန်တော်တို့သိသလောက်လေဝက်စီနဲ့ဝက်စီကိုစီမွေးတက်ပြီးချက်ထားတဲ့စီအဲ့စီတက်နဲ့လုတ်တဲ့စီချက်နဲ့အခြားအနေနဲ့ဘလို့ရှင်ရှင်ရတာတူကမတူဘူးအဲ့ဒါအခုနဝက်စီနဲ့ချက်တပြူနဲ့စီတက်ပြီးတော့လုတ်ထားတဲ့စီမွေးနဲ့လုတ်တဲ့စီချက်ကအဲ့ဒါအရသာအကောင်းဆုံးပဲ အဲ့လိုပဲအဥမာပြင်ကျွန်တော်တို့ထက်တရာလိုမျိုးကိုဒီလိုဗမာလိုမဟုတ်ပဲနဲ့အိန္ဒိယဆိုင်မှာအဲမော့စလင်ဆိုင်မှာအဲ့လိုမျိုးဒီမှာဒီဟိုပါလေအချို့ဆိုင်တွေမှာနော်ဆိုင်တိုင်းကိုပြောတော့မဟုတ်ပါဘူးအချို့ဆိုင်တွေမှာ तू အမဲအစီတုံးတယ်ပြောတယ်အဲ့ကောင်လေး तू လှုပ်လိုက်လို့ရှိရင် तू အထက်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 ထပ်ဖြစ်သွားအောင်အဲ့ဒီထက်တရာအမွှားပြီးတော့အဲအဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်း तू ပို့စားလို့ကောင်းတယ်လို့ပြောတယ်ဗျာ အဲအဲ့လိုပဲဒီမှာလည်းသူတီတိုင်းပဲဒီမှာတော့သူကဝက်စီနဲ့ချက်သွင်းပြီးနဲ့စိတ်သက်ပြီးတော့တဲငပြားကြီးဂျာညုတ်ချုံမုံလေးသုံးပြီးတော့ဒဲဟုတ်ပုံမှာသူကလှိမ့်ထားတာပေါ့ဒါထမင်းပြူပြီးတော့ဘွက်သားကိုသူကပြုတ်တယ်ပြီးအနေတော်လေးတွေလှီးတယ်အဲ့ဒီကောင်လည်းပဲငပြားကြီးနဲ့ဂျာညုတ်နဲ့အချုံမုံနဲ့သုံးပြီးတော့နည်းနည်းကြော်လိုက်တယ်ပေါ့ဒီနာမှာပဲငပြားကြီးနဲ့ဂျာညုတ်ဆိုပြီးသူကနှစ်မျိုးရှိတယ်ပဲငပြားကြီးဆိုတာကကျွန်တော်တို့ပဲငပြားကြီးအကြီးကြီးလို့ခေါ်တာပေါ့ဂျာညုတ်ကြတော့ပဲငပြားကြီးအနောက်ကြီးလို့ခေါ်တာပေါ့ အဲ့ဒါနဲ့ကြော်ထားတာပေါ့အဲ့တော့အခုနသူကထမင်းကြော်ကလည်းအခုနလို့ကြော်ထားတယ်ပြီးရင်ဝက်သားပြားလေးကလည်းအခုလိုမျိုးပင်းကပြားကြီးနဲ့ကြာညုနဲ့ချုံမုံနဲ့ကြော်ထားတယ်ပြီးရင်ဟင်းချူဟင်းချူကကြတော့အခုနဝက်သားပြုတ်တုံးကရောပြုတ်ထားတဲ့ဝက်ရိုးရယ်အဲပြီးရင်အဲ့ဒါလေးအဲ့အဲ့ဟင်းညိုလေးပေါ့ပြီးသွားရင်သခွားချင်းအဲ့တော့အခုနအာဒီဝက်စီနဲ့စက်သွင်ပြူနဲ့စီတက်ပြီးကြော်ထားတဲ့ထမင်းကြော်အနံ့လေးရယ်ပြီးသွားလို့ရှိရင်ဒီအခုနဝက်သားကိုအဲပင်းကပြားကြီးနဲ့ တုံးပြီးကြော်ထားတဲ့အညံ့ရဲ့ပြီးသွားလို့ရှိရင်ဒီတခွားချင်ရအနံ့လေးရဲ့ဟင်းညွယ်ဆိုတော့ဒါအရင်လိုက်ဖက်သွားတာပေါ့နောက်ပြီးတော့အဲ့လိုအရွယ်ဆိုတာကလည်းအဲဘာရဲ့စားစားဖြစ်ဖြစ်ဘာမဆိုစားကောင်းနေတဲ့အချိန်လीအဲ့တော့ရှစ်တန်းကိုရန်အဲသူရှစ်တန်းကိုရန်နှစ်နှစ်အဲအရာဒါသူကနေ့စဉ်မပြတ်စားခဲ့တာလို့သူကရေးထားပါတယ်ဒါစိန်ကျွန်းကျောင်းသားဟောင်းတိုင်းလည်းမှတ်မိပါလိမ့်မယ်တဲ့သူတက်ကတော့ဒါကလုံးဝ favorite မင်းဆက်စားပဲပေါ့အဲ့လိုနဲ့ ကိုရန်အောင်ပြီးဆယ်တန်းကိုကြတော့သူကအင်းရလန်ကစိတ်အော်ဂက်စတင်ကိုပြောင်းရတာပေါ့ပြောင်းရတော့အဲ့ဒီမှာအိုက်ထမင်းကျော်နဲ့သူဝေးတော့ဝေးသွားပြီးတော့ဆယ်တန်းမှာလည်းသူနှစ်နှစ်တက်တယ်တက်ပြီးတော့ဒေသကောလေးရောက်တယ်ဒေသကောလေးရောက်တော့ပထမနှစ်အောင်ပြီးဒုတိယနှစ်အောင်ပြီးတတိယနှစ်ဘူမိဗေဒတက်ဖို့ကြတော့ရန်ကုန်တက်သူပင်မရာဇူးကိုရောက်ပါတယ်အဲ့ချိန်တုန်းကတော့ရာဇူးလို့သုံးပါတယ်မကိုက်စာတရှင်းနေဆိုလို့ရှိရင်ရာဇူးကမမကြီးရာဇူးကမမလို့ပါတယ်အဲ့လိုမျိုးပါလေရာဇူးဆိုတာက Rangoon at and Science University ပေါ့ အဲအဲ့ဒီအတူကောက်ကိုရာဇူလို့ခေါ်တာပါထောင်သူရောက်တာကအဲ့ဒီချိန်က1982ခုနှစ်လောက်ပေါ့တကယ်ချင်းတွေကအဲ့မှာ MC တက်နေတဲ့လူရှိတယ် R&D ရှိတယ် Eco ရှိတယ်အဲ Math ရှိတယ် Physics ရှိတယ် Zoo ရှိတယ် Botany ရှိတယ်ဆိုပြီး major တွေတော့ကွဲကုန်တာပေါ့ဒါပေမဲ့အဲ့ဒီ data collect တက်ခဲ့တုန်းကသူတို့ကတွေ့ရဲနေခဲ့ကြတာဆိုတော့မခွဲနိုင်မခွာရပေါ့လေအဲ့လိုနဲ့များသောအားဖြင့်ကတော့သူတို့ကအတက်မတက်ကြပဲတက်ကူစာကြည့်တဲ့ရှေ့ကငွေစင်းထားတာရှေ့မှာလူစုပြကြတာပေါ့မနေ့စစောရောက်တယ်ဆိုလို့ရှိရင်လူစုံအောင်ဆောက် ပြီးတာနဲ့တိတ်ပန်ကင်တင်းကိုချီတက်ဓမ္မမုတ်လို့ရှင်ကားပေါ်တက်ပြီးတော့ចောင်းထဲကဥချစ်လပိတ်ဆိုင်ဓမ္မမုတ်လှဲတန်းဖြစ်ဖြစ်တခါတလေ RC2 ဖြစ်ဖြစ်အဲ့လိုသွားပြီးတော့မနစာစားကြတောက်ကြဒီလိုမျိုးပေါ့နေ့လည်းပဲရောက်လို့ရှင်ចောင်းထဲကိုပြန်လာပြန်လာပြီးတော့ចောင်းထဲဆိုတာကဒီရန်ကုန်တက္ကသိုလ် main နဲ့ပေါ့ပြီးသွားလို့ရှင်နေ့လည်းသာစားကြတာပေါ့အများဆုံးကတော့တိတ်ပန်ကင်တင်းကကိုဖိုးထောင်တို့မိသားစုစားတော့ဆိုင်မှာစားပြကြတယ်တဲ့ ူနဲ့ကဲရကကြတော့ကိုစိန်အေးအေးဆိုင်ကိုစိန်အေးကကြတော့သူတို့ရဲ့အချင်းချက်လုပ်တဲ့ operator လို့သူကရေးထားပါတယ်အဲမှဘသူလာသွားပြီဘသူပြန်သွားပြီဘသူဘာမှသွားတယ်အဲဘသူကနောက်ကျမယ်စောင့်မှမှာသွားတယ်အဲ့လိုမျိုးအချင်းချက်အားလုံးကသူကတရင်ပုတ်ပြီးရတယ်အဲကမ္ဘောတော့လို့မိသားစုထမင်းဆိုင်ကကြတော့အဲ့ဒါကစိုးမြင့်ကျော်စာရဘူမိနဲ့တန်ပေါ့ဒီနေ့သူတို့ကပုံမှန်အတိုင်းပေါ့အဲ့ဒီမှာကတော့တရုတ်စာဆိုင်ကတော့စာတောက်ဆိုင်ကတော့ထမင်းကျော်ထမင်းပေါင်းကြာစံကျော်ခောက်ဆွဲကျော်ကျုံမွေကျော်အစိမ့်ကျော်ချိုချင်းကျော်တတ်တောက်ကျော်ကုန်းမောင်ကျော်ဒါဒါတွေပဲဒီလိုတွေပဲထပ်နေတာပေါ့ အဲဒီစားတဲ့ဒါထုံးစံအတိုင်းပဲကြီးများတဲ့လူကရှိတာပေါ့ဟိုကရှော့ပါဒီဟာပိုထဲ့ပါဟိုကရှော့ထဲ့ပါကော်ရီရှော့ပါအဆက်ရှော့ပါစသဖြင့်အမျိုးမျိုးဒီလိုမျိုးတယောက်တစ်မျိုးစီတော့ရှိကြတာပေါ့ဆိုတော့ကပိုးတော်ကလည်းစိတ်ရှိတယ်လို့ပြောတယ်သူကဒါကတော့ဟိုဟုတ်တယ်ဗျစားတော့ဆိုင်နေတဲ့မှာဒီចောင်းထဲမှာဖွင့်တဲ့ကင်တင်းကစားတော့ဆိုင်နေရသူကဒါတနာစရာအကောင်းဆုံးပါပဲလို့သူကရေးထားတယ်ဆိုတော့အဲ့ဆိုင်နေရဈေးသက်သာတယ်အကျွေးလဲထားလို့ရတယ်ចောင်းသားတွေလည်းကြောက်ရတယ်အမျက်ဆုံးလည်းသိမ့်မရဘူးစေနာကြတော့တအားကောင်းကြတယ်ဒါအဲ့လိုဆိုင်မျိုးတွေကဒီလိုတွေများတယ်ပေါ့ ဟိုကာလာရှိဖွင့်တဲ့ဂိမ်းတင်းနေဆိုလို့ရှိရင်အဲအဲ့ဒီဆွေမြင့်ကျော်ဇာလန်ကတော့အဲ့မှာစပါပေါ့အဲအဲ့ဒီပေါင်းနေတဲ့သူပေါင်းနေတဲ့အုပ်စုတွေမှာစိန်ကျွန်းတွေကပေါင်းလာတဲ့တငယ်ချင်းတွေလည်းပါတာပေါ့အဲအများစုကတော့ပတ်စံတက်နိုင်ကြတယ်ပေါ့အဲအဲ့မှာအစားတော့ကြီးများရင်းနဲ့သူကအဲ့စိန်ကျွန်းကျောင်းတော့ကစားခဲ့တဲ့အပြူကြီးထွင်းကျော်သွားတတိရတာပေါ့အိမ်မှာလည်းသူကတခါလေဆမ်းပြီးကြော်စားနေကြဆိုတော့ဘယ်သူစားမလဲငါကြော်ကျွေးမယ်ဆိုတော့အချို့ကမရဘူးအဲသူတွတ်တရုပ်စားတောင်းကောင်းချက်တတ်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါကိုမသိကြဘူးပေါ့အများသောအားဖြင့် တိတဲ့တငယ်ချင်းတွေကကြတော့မြှောက်ပေးတယ်ဟဲ့ဆိုမြင်ချက်ပြလိုက်ကွာဆိုတော့သူကခါတဲ့အဲ့ကိုဖိုးထောင်အမျိုးဖို့ကြောင့်လည်းဖွင့်ပြီးတော့သူကစီမံတော့တာပေါ့စီများတာမကြိုက်တဲ့လူကော်ရီမကြိုက်တဲ့လူတွေအတွက်စဉ်းစားပြီးတော့သူကသူ့ရဲ့ mobile ပုံစံတစ်ခုသူစဉ်းစားတယ်သူ့ရဲ့ reference ကအဓိကကအပြိုကြီးသမင်းကျော်အဲ့တော့အပြိုကြီးသမင်းကျော်မှီညမ်းပြီးတော့သူကအစိမ့်ကျော်ဆန်ဆန်အရွယ်2မျိုး3မျိုးထည့်ပြီးကြော်လိုက်တယ်ပြီးသွားလို့ရှိရင်ချက်သားဒါမှမဟုတ်ဝက်သားကိုသူကပုံမှန်ဆိုလို့ရှိရင်တယောက်စားတော့ဆိုင်တွေကအတုံးလေးတွေတုံးတယ်လေ အဲသူအဲ့လိုမျိုးအတုံးမတုံးဘူးနုံနုံမစင်းမဲနဲ့အပြိုကြီးဆိုင်ရာထမင်းကြော်လိုမျိုးအပြားလေးတွေလှီးလိုက်တယ်လှီးပြီးထဲ့ကြော်လိုက်တော့သူကပုံစံတစ်မျိုးဖြစ်သွားတာပေါ့ပြီးလဲပြီးတော့သူကထမင်းကိုအဲ့ဒီခက်တုံးကဘယ်သူမှမလုပ်သေးတဲ့ပုံပေါ့ပကံလုံးတွေကိုထမင်းကိုအပြည့်ထည့်ပြီးတော့မှပကံပြားတဲ့ပကံလုံးလေးမှောက်လိုက်တော့ထမင်းအလုံးလိုက်လေးဖြစ်နေတာဒါဒီဘက်ခက်မှာတော့မထူးဆန်းတော့ဘူးပေါ့စိုက်တိုင်းဒီဘက်ဒီလိုရနေသို့တော်လေဒါကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း30 40ဆိုတဲ့အချိန်တုန်းကဒါကမလုပ်ကြသေးတဲ့ဒီလိုမျိုးမမြင်ဘူးကြသေးတဲ့ကာလပေါ့တိတ်မလုပ်ဖြစ်ကြသေးတဲ့အချိန်ပေါ့ အဲဆိုတဲ့အခါကျတော့တားလှသွားတော့ဒီဇိုင်းကဆန်းသွားတာပေါ့ပြီးတော့ကြက်ဥကတော့သူကထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရတယ်အဲဒါဆိုရင် OK သွားပြီဒါဆိုရင်ကြုံဖြစ်သွားပြီဆိုတော့ဒါပေမဲ့ဒါဟာဆိုးမြင့်ကိုဆိုးမြင့်ကြုံလည်းတမင်းကြော်ပေါ့အဲပထမကတော့သူနည်းနည်းမြည်ကိုနည်းနည်းမြည်ပေါ့နောက်ကြလဲကြအောင်သူတို့ဝဲမာစာကိုတို့ဝဲမာစာပေါ့နောက်ဆုံးကြတော့အဲသူကပြောပြထားတဲ့အခါကျတော့ကဖိုးထောင်အောင်လဲသူက formula ရသွားပြီ formula ရသွားပြီဆိုတော့ကဖိုးထောင်အောင်ပဲကြော်ပေးတာပေါ့ အဲဆိုတော့အဲ့လိုနဲ့နာမည်ဖြစ်လာတာကြတော့လေဒါသူရေးထားတာရည်စရာလေးပါတဲ့။ငွေချင်းတွေကသူမရှိတဲ့အချိန်သွားစားတဲ့အခါကျတော့ကပူတော်ရင်စုံမြင့်ကြော်နာမျိုးလေးတစ်ပွဲကြော်ပြီးပါနှစ်ပွဲကြော်ပြီးပါဒီလိုမျိုးမှားကြတာပေါ့။ဆိုတော့အဲ့လိုမှားစားကြတော့သူတို့ဆိုင်မှာကပူတော်တို့ဆိုင်မှာလာစားနေကြအခြားเจ้าသားတွေကလည်းသူတို့ကနားထောင်လိုက်တော့ဟောဒါပါလေပေါ့။ဆိုတော့အဲ့ဒါဘာကြော်တာလဲသူတို့ဘာတွေမှားစားနေတာလဲစသဖြင့်ဒါကပူတော်မေးတာပေါ့။ ီးတော့သူတို့မှာစားလို့မရဘူးလားရလားဆိုတော့အဲ့နဲ့ကဘိုးတော်သူကဒါခွင့်တောင်းရတာပေါ့သူကဘိုးတော်ကအဲ့ဒီခစ်တွေကဒါသူကော်ပီရိုက်ကိုလေးစားတဲ့ပုံကိုလို့ပြောရမယ်သူကအမကုစုမြင့်ရေးခြားချောင်းသားတွေကလည်းစားခြင်းလို့မင်းနေတယ်ကျွန်တော်ကြော်ရောင်းလို့ရမလားမေးတော့အကုစုမြင့်လည်းဟာဘာကောင်းရဲ့ဆရာရှိလေပေါ့ရောင်းပေါ့ဘာမှဖြစ်ပါဘူးဆိုတော့အဲ့ဒါကုဖိုးတော်ကလည်းအဲသူစရောင်းတာပေါ့အမှားတဲ့ခါကျတော့ဟင်းပွဲနံပါတ်မရှိဘူးပေါ့ဒီသမင်းကျော်ကဘာဘာလို့ခေါ်ရမလဲမသိဘူးပေါ့ဆိုတော့အဲ့တော့ဝိတာတွေကလည်းကုဖိုးတော်ရင်ကုစုမြင့်ကျော်တော်မျိုးနှစ်ပွဲ ကိုစုံမြင့်ကျော်တာမျိုး၄ဘွဲပေးပါအဲ့လိုမျိုးဟောပြောကြတာပေါ့ဟောပြောကြတာပေါ့နောက်ကြတော့ကိုစုံမြင့်ကျော်တာမျိုးဆိုရာကနေပြီးတော့ကိုစုံမြင့်ကျော်အဲ့ကနေနောက်ဆုံးတော့လွယ်လွယ်ကူကူစုံမြင့်ကျော်ဆိုပြီးတော့ကိုဖိုးတောင်တို့ဆိုင်မှာသူကရောင်းကောင်းလာတာပေါ့အဲ့ဒီသမီးကျော်ကအဲအဲ့ဒီမှာသူကအဲ့ဒီခေတ်မှာလည်းသူကပြဿနာဆပါတယ်ဆာတော့ကိုဖိုးတောင်တို့ဆိုင်မှာရောင်းကောင်းတော့ဘေးဆိုင်ကျော်ကထမင်းကျော်ဆိုင်ကလည်းသူကခက်တီတီနဲ့လိုက်ကျော်ရောင်းပြီသူက copy ကူးပြီပေါ့အဲ့မှာအဲ့မှာကိုဖိုးတောင်နဲ့စကားများကြပါများတော့ကိုဖိုးတောင်ကကိုစုံမြင့်ကိုတိုင်ရောကိုစုံမြင့် ျွန်တော်တို့ကမူပိုင်သူတို့ကလိုက်တူရောက်တာဘယ်လိုလုပ်အောင်မလဲပေါ့ဆိုတော့ကိုစိုးမြတ်ကလည်းသူကဂျားရီကဒုက္ခရောက်တာပေါ့အဲ့ဒါကိုဘိုးတော်ကပဲချော့မော့ပြီးတော့ရောင်းပါစီဗျာဗာတက်နိုင်ပါလေကိုမိန်နဲ့ကိုပဲသူလည်းရောင်းပါစီကိုလည်းရောင်းမော့ပိတ်ပင်လို့မှမရတာဆိုတော့အဲ့ဒါကိုစိုးမြတ်ကလည်းအဲကိုဘိုးတော်ကလည်းစိတ်လျှော့လိုက်တာပေါ့စိတ်လျှော့လိုက်ပြီးတော့အဲ့လိုနဲ့ပဲမီနူးထဲမှာစိုးမြင့်ကျော်ဆိုပြီးထည့်ရောင်းကြတဲ့ အခြေအနေကိုရောက်လာတယ်ပေါ့အဲဒီကနေ main ထဲမှာလည်းမကဘဲနဲ့အတ်ကင်တင်း eco ကင်တင်းအကုန်ပြတ်နှံ့သွားတာပေါ့နောက်မှကြောက် RC2 တဲ့အထိပါရောက်သွားတာပေါ့အဲတော့ဒီနေ့ဆိုလို့ခုလိုကာလာမျိုးဆိုရင်တော့မြန်မာနိုင်ငံအနှံ့မှာရှိတဲ့တက္ကသိုလ်ကင်တင်းတိုင်းမှာအဲစားစရာအမေတမျိုးဖြစ်တာကနာမည်ဖြစ်သွားပြီပေါ့သူကဒီသူရေးထားတဲ့စာလေးရဲ့အဆုံးသတ်မှာတော့တကယ်ချင်းနာမည်တွေထည့်မိတာခွင့်လွှတ်ပါအဲချို့ကအခုချိန်မှာတထည်ကြီးတွေဖြစ်နေတော့ကြိုင်မှန်းမသိမကြိုင်မှန်းမသိဆိုတော့အားလုံးကိုသတိရလျက်ဆိုပြီးတော့သူကအဲ့လိုမျိုးလေးရေးပေးထားပါတယ်ဒါက အဲကျွန်တော်တို့တွေလည်းဒီလိုပဲဟိုကျွန်တော်တို့သွားကြရောက်ကြတဲ့အချိန်မှာဒါကကျွန်တော်တို့မသိမမီလိုက်ပြီးမှဒီဆိုမြင့်ကျော်ဆိုတဲ့နာမည်ကတော့မီနူးတွေပေါ်မှာလည်းတွေ့တယ်ကင်တင်းတွေမှာလည်းဒါကြားမှုရတဲ့အရာပေါ့သူကဟိုတချို့တွေဆိုလို့ရှိရင်ဒါဒီမှာဟိုပါပေါ့တချို့ရေးကြတာတွေလည်းရှိပါတယ်အချို့ဆိုဒါဟိုဒါတိတိကျကျကိုလိုက်ပြီးလေ့လာကြတဲ့သူတွေရှိတယ်အာဆိုတော့ဒီတခုရှိတာကအဲ့ဒီ post တွေရဲ့ဟိုပါမလေအဲ ကွန်မန့်နေမှာဒါကျွန်တော်တို့ဟိုပါရေးထားတာလေးကိုဒါပြောပြတာပါကျွန်တော်တို့ကိုယ်တိုင် မသိဘူးပေါ့ဒါကိုဟိုမသိဘူးမစားဘူးလို့ပဲပြောရမှာပေါ့ဘာလဲဆိုတော့သူကတဲ့စိုးမြင့်ကျော်အစ်စ်ကိုစားခြင်းရင်းတဲ့တပြူပြင်းဦးလွင်မှာစားပါတဲ့အပြင်ကစိုးမြင့်ကျော်တွေက classic ကိုမမိပါဘူးတဲ့ပြောခြင်းတဲ့ဘောအပြင်စိုးမြင့်ကျော်တွေကတော့ပုံစံနဲ့နဲ့ခစ်ပေါ်လိုက်ပြီးပြောင်းလာလားဘာလားမသိဘူးသူကတော့ဒါလုံးဝ classic ပေါ့အဲ့ဒီမှာတော့စိုးမြင့်ကျော်ပုံစံအတိုင်းရတယ်ပေါ့သူညှို့ထားတဲ့တပြူဆိုတာကတော့ပြင်းဦးလွင်ကျွန်တော်တို့ကျွန်တော်တို့သိသလားအနည်းစခန်း ပြည်လုံးအနည်းစခန်းမှာသူကဘယ်ဘက်မှာအဲ့ဒီဟိုကရှိတယ်တပြူးဆိုရဲဟိုတယ်ရှိတယ် resort လို့လည်းခေါ်တယ်ထင်တယ်သူအဲ့ရနေကြည့်ရင်ပိတ်ချင်းမြောင်အဲတက်တော်ကြိုင်လာအဲတက်တော်ကြိုင်ဟုတ်တယ်တက်တော်ကြိုင်ရေတကုန်လှမ်းပြီးမြင်ရတယ်အဲအဲ့ဒီမှာတော့သူက classic ဆိုမြင်ကြော်ရတယ်လို့သူကရေးထားတယ်ဒါတော့ကျွန်တော်တို့ comment မှာဖတ်မိတာလေးနော်ပြီးတော့နောက်တစ်ယောက်ကကြတော့လေဒါသူကတော့တူတူတူရဲ့ဟိုဟာပေါ့ feeling လေးနဲ့သူ့ဟိုဟာလေးကိုသူရေးထားတာ ဒီ1993သူ YD ကိုရောက်တော့စိုးမြင့်ကျော်ဆိုတာသူစပြီးတတိထားမိတယ်အဲ့ဒါကုန်းမောင်ကျော်ကကုန်းမောင်ခင်းနဲ့ဆိုင်မဆိုင်မသိပြီမဲ့စိုးမြင့်ကျော်ဆိုတာတော့စိုးမြင့်ဆိုတဲ့လူနဲ့ဆိုင်မလားဆိုပြီးတော့အဲ့နဲ့သူလိုက်ပြီးတော့လေးလာမိတယ်ပေါ့လေးလာမိတဲ့အခါကျတော့သူဘာသွားတွေ့ရလဲဆိုတော့ဒီကိုစိုးမြင့်ဆိုတဲ့လူကစားတော့ဆိုင်ပိုင်ရှင် လည်းမဟုတ်ဘူးစဖို့မှုလည်းမဟုတ်ဘူးအဲ့တော့ရန်ကုန်ရန်ကုန်တက္ကသိုလ်တမိုင်းဝင်းမှာအဆောင်နေတဲ့ဘူမိဗေဒအကြောင်းသားတူဖြစ်တဲ့တမိုင်းကင်ဒီမှာသူစားခြင်းတဲ့အတိုင်းကြော်လော်ချက်ပြုတ်ရကနေဂျန်တဲ့လူတွေကလိုက်စားကြည့်ကြပြီးအများနှစ်ချိန်အားပေးခဲ့ကြလို့နာမည်ကျော်လာခဲ့တာဖြစ်တယ်အဲ့ခေတုံးကတော့တက္ကသိုလ်ကင်ဒီနေမှာသာရနိုင်တယ်တက္ကသိုလ်အစားအသောက်ဖြစ်တယ်လို့သူကရေးထားတယ်။ဒါသူ့ရဲ့အမြင်ကတော့သူကဆွေမြင့်ကျော်ပုံစံကိုသူကဒီလိုမျိုးလေးပြောတယ်။ထမင်းကျော်နဲ့ထမင်းပေါင်းနှစ်မျိုးကြားမှာကြားချပြီးတော့ချက်ထားတဲ့ပုံစံနဲ့ တေုတ်ထမင်းကြော်အတိုင်းအသားနဲ့အသီးရွက်တွေကိုကြော်တယ်ပြီးတော့မှထမင်းမောင်းပြည်စလို့ထမင်းပေါ်မှာအဲ့ဒီအသားနဲ့အသီးရွက်ကြော်တွေကိုပုံပြီးကိုယ်ကြီးကြဲကြဲလေးစမ်းထားတာမျိုးတဲ့အဲ့ဒီကနေပြီးတော့တမိုင်းဆောင်ဂင်တီးမှာတမိုင်းအဆောင်ရဲ့ဂင်တီးနေကနေပြီးအခြားတက္ကသိုလ်မှာရှိတဲ့ဂင်တီးနေကိုဒီအစားစားကသူက favorite menu ဖြစ်တပြည့်ပြည့်ပြတ်လာတာပေါ့အဲ့တုန်းကအာစက်မှုတက္ကသိုလ်ပုတ်ပါဆောင်အဆောင်မှုဆရာဦးစိုးလွင်ကတဲ့တမိုင်းဝင်တမိုင်းဝင်အဆောင်ဂင်တီးမှာစားသောက်ဆိုင်ဒီဇိုင်းရန်ကုန်စက်မှုတက္ကသိုလ်ဂင်တီးမှာ စာသောက်ဆိုင်ဒီဇိုင်းဖွင့်တယ်။တမိုင်းကကင်ဒင်းတမိုင်းအဆောင်ကကင်ဒင်းဖြစ်နေမျိုးပြသူရေးထားတာလေ။တမိုင်းဆောင်ကင်ဒင်းမှာဒီဇိုင်းရန်ကုန်စက်မှုတက္ကသိုလ်ကင်ဒင်းမှာဒီဇိုင်းဖွင့်ထားတယ်။သူကပဲစိုးမြင့်ကျော်ကိုတမိုင်းဝင်းကနေစက်မှုတက္ကသိုလ်ဝင်းကိုတည်ယူလာခဲ့ပုံရတယ်လို့သူကရေးထားပါတယ်။ဒါကတော့ကျွန်တော်တို့အာသိရတယ်။စိုးမြင့်ကျော်နဲ့ပတ်သက်တဲ့အချက်လက်နဲ့နောက်ခံလေးတွေပါ။ဒါကတော့မူရင်းအခုကျွန်တော်တို့ဟိုဆိုမြင့်ရေးထားတဲ့ဟာလေးကိုအတိအက reference ယူပြီးတော့ချက်တာတော့အချို့လူတွေရဲ့အမြင်လေးနဲ့သူပြန့်နှံ့လာပုံလေးကို ပြန်လည်မြောက်ရတာဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်မှာတက်ခဲ့ကြမှုတဲ့သူတွေအဲ့ဒီပြင်ကိုသက်ဆိုင်ရသက်ဆိုင်ရတက္ကသိုလ်အသီးသီးမှာတက်ခဲ့ကြတဲ့သူတွေလည်းဒီဆုံးမြင့်ကျော်လေးနဲ့တော့ရင်းနှီးခဲ့ဘူးကြနိုင်မယ်ထင်ပါတယ် Okay ဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကတော့တန်ဘူးဖြော်ရည်တန်ဘူးဖြော်ရည်တန်ဘူးဖြော်ရည်ဆိုတာကအာဒီဘက်ခင်မှာကတော့ဟိုပါဗောဘယ်လိုပြောရမလဲအေးဆိုတာက နိုင်ငံတကာမှာရတဲ့အေးအေးအလုံးရနေပြီဟိုဘာမှတိတ်ထူးထူးခြားခြားမရှိဘူးဟိုတောက်လို့ရနေပြီပေါ့အေးအေးဆိုတာကသို့တော်လေမျောနိုင်ငံမှာဟိုးရင်ခစ်တုံကအေးအေးကရှားတယ်အေးကရှားတယ်ဆိုတာကဥပမာအဖြစ်အရင်ခစ်တုံကဆိုတိကြတာပေါ့ဘီလက်ရီပေါ့ဘီလက်ရီဆိုလို့ရှိရင်ဒါဟိုအထူးသဖြင့်နယ်ဒီမှာဆိုလို့ရှိရင်ဘီလက်ရီဆိုတာကအဲနတ်ဒီပါရီဆက်ပြီးသွားလို့ရှိရင်စွန့်မှတောက်ရတဲ့အေးအေးမျိုးဒီလိုမျိုးအဲ့ရနေမှာနောက်ပိုင်းကျတော့ဒါ ူကဟိုမှာရေခဲတုပ်တို့ဖာလူဒါတို့နုတ်တိခွာတို့ဗာလီတို့ဇီးတို့ဒီလိုမျိုးအစီကိုဖြော်ရတဲ့ဖြော်ရည်လေအဲ့လိုဒီဟိုနာမည်ကြီးလာတာဟုတ်ဆိုတော့အဲ့ဘီလက်ရည်ဆိုတာကဘီလက်ရည်ဆိုတာကခရင်ဆော်တာပေါ့ကျွန်တော်တို့အဲ့ဒီခေတ်တုန်းကဘီလက်ရည်လို့ခေါ်တာတော့များသောအားဖြင့်ခရင်ဆော်တာကိုခေါ်ကြတာပါဆိုတော့ဘီလက်ရည်လို့ဘာလို့ခေါ်လဲဆိုတော့အရင်ကတော့ရှင်းတယ်ဒီဘီလက်ကပြည်တိမ်ကိုရည်ညွှန်းတာလို့ပဲအားလုံးနားလေကြတယ်လေအဥပမာဖြင့်ဘီလက်ကလာတဲ့ရေဆိုလို့ရှိရင်ဘီလက်ရည်ပေါ့ဘီလက်ကလာတဲ့မြေဆိုရင်ဘီလက်ရည်ပေါ့ အဘီလက်မြေပေါ့ပြီးရင်ဘီလက်ကပြန်လာတဲ့လူဆိုလို့ရှိရင်ဘီလက်ပြန်ပေါ့အဲဒီလိုမျိုးပဲအဲဆိုလို့ရှိရင်တော့ဘီလက်ဘာလို့ပြည်တွင်ကိုဘီလက်လို့ခေါ်လဲဆိုတော့ British ကိုပဲဘီလက်လို့ဗမာနားနဲ့ခေါ်လိုက်တာလားဒါမှမဟုတ်လို့ရှိရင်အိန္ဒိယဝေါ်လာတာဟိန္ဒူကတော့ဘီတင်ကို William William လို့ခေါ်တယ်လို့ပြောတယ် W I L E Y A D အဲအဲ့လိုမျိုးခေါ်တော့အဲ့ဒီကနေပဲဘီးလက်ဖြစ်လာတာလားမသိဘူးပေါ့သို့တော်လည်းဘာပဲပြောလို့ तू ကအဲ့ဒီကဒီတင်ကလာတဲ့အချိုရင်းမလို့ ဘီလက်ရေလို့ခေါ်တယ်ပြည်ရင်ကလာတဲ့မြေမလို့ဘီလက်မြေလို့ခေါ်တယ်ပြည်ရင်ကပြန်လာတဲ့လူမလို့ဘီလက်ပြန်လို့ခေါ်တယ်အဲအဲ့လိုမျိုးပေါ့ဆိုတော့ဒါကအဲ့ပြောချင်တဲ့သဘောကအေးကတော်တော်ရှားတာပေါ့အဲ့လိုနဲ့တန်ဘူးဆိုတဲ့အေးတစ်ခုပေါ်လာတယ်ဒါကလည်းရန်ကုန်တက္ကသိုလ်နယ်မြေကနေစပြီးတော့တနိုင်ငံလုံးကိုပြန်လာခဲ့တာပေါ့သူ့ရဲ့အဆအဦးကျန်စီကျန်စာတည်ထွင်တဲ့သူဟာတဲ့တက္ကသိုလ်မြေတွေက Eco Kingdin Senior ပချီခမ်းမဆောင်အောင်နောက်ကဦးရန်ဘလူးဖြစ်တယ်လို့ ရေးသားထားကြပါတယ်ရန်ကုန်တက္ကသိုလ်ရဲ့ထိမ်းမက်ဆိုင်ကြီးထဲမှာဥချစ်လက်ဖက်ရည်ဆိုင်ကမတိသူမရှိခဲ့ကြတယ်လို့ပဲဥယံဘလူးရဲ့ဆိုင်ကလည်းဒါအမည်ပေါ့ဆိုင်တစ်ခုပဲပေါ့သူကတက္ကသိုလ်ဓမ္မယုံနောက်ကဝန်ထမ်းလိုင်းမှာနေတယ်လို့သိရပါတယ်အဲ1984 85ကာလရာသီဥတုရောလူတွေရောစိတ်တွေရောပူလောင်နေကြချိန်မှာအမောတွေပြေစီဖို့ဆိုပြီးတော့သူကဇီးအစီနဲ့တက်ခွအစီကိုအချိုးမျိုးမျိုးနဲ့ပေါင်းဆက်ပြီးတော့ titration လောက်ရာကနေပြီးတော့သူလိုချင်တဲ့ concentration အရာမှာသူကအဲ့ဒီခါလေးကိုမှတ်ထားပြီးတော့ဖြော်ဆက်ရောင်းကြည့်တဲ့အချိန်ကြတော့အရင်လိမ်မော်ရည်စည်းဖြော်ရည်တက်ခွရည်တက်မြာရည်တွေထက်သူကတိတိတတ်တာပုံရောင်းကောင်းတာကိုတွေ့ရတာပေါ့အဲသူကဟိုအမြင်လေးနဲ့လှအောင်အနံ့လေးနဲ့မှုရအောင်ဆိုပြီးတော့သူကတက်မြာသိစိတ်လေးနဲ့ထည့်တယ်အဲ့လိုပေါ့အဲအဲ့တော့ဒီဖြော်ရည်ကိုသူကတီထွင်တော့ပြီးသွားပြီအဲ့လိုပဲဒါပေမဲ့ဒီဖြော်ရည်မှာနာမည်မရှိသေးဘူးနာမည်မရှိသေးဘူးဆိုတဲ့အခါကျတော့သူကနာမည်တစ်ခုတော့ပေးမှဆိုပြီးတော့ဒီ eco eco ဘော eco အဲ့ထင်ရင်တော့ eco ကအမျိုးသမီးတွေကတအားလှကြတယ်လို့နာမည်ကျော်တယ်တက္ကသိုလ်အသီးသီးကလည်း eco ဆိုလို့ရှိရင်ဒါသွားပြီးတော့တကူတကချီရှုစီကနေရာတစ်ခုအဖြစ်ကိုသွားကြတဲ့နေရာပေါ့အဲ့ eco ကចောင်းသူတွေကိုသူကခင်မွတ်တက်ခိုင်းတဲ့အခါကျတော့သူတို့ကတန်ဖူးလို့ညီပေးလိုက်တယ် အာအာနဲ့ဦးရံဘလူးကလည်းဒါကိုသဘောကျလက်ခံပြီးတော့ဒီအဖြော်ကြီးကိုတန်ဘူးအဖြော်ကြီးအဖြစ်နဲ့သတ်မှတ်ပြီးတော့သူဆိုင်မှာဒါလက်မလဲအောင်ရောင်းရတော့တာပေါ့အဲနောက်တော့အဲ့ဒီចောင်းသူတွေကိုတန်ဘူးအထိပ်ပဲကဘာလဲဘလူးဘလူးခေါ်တာလဲဘာဘလူးတန်ဘူးလို့ခေါ်တာလဲဆိုတော့သူတို့ကဟိုမဆလာခစ်မှာကမဆဆွေလဲလမ်းစဉ်ပါတီခစ်ပေါ့အဲ့ဒီခစ်ကမှောင်ခိုးခစ်ရှိတာကိုပစ္စည်းတွေအရိုမှောင်ခိုးဝင်ရတယ် ဲ့တော့မှောင်ကိုဈေးကနေဝင်လာပြီးတအားဈေးကြီးတဲ့အဲ့လိုမျိုးတန်ဘူးနဲ့ဖြော်ရည်တွေပေါ့ဥမာပြင်ကိုကာကိုလာပေါ့အဲ့ဒါတွေကိုတူပပြီးတော့အဲ့ဒီလောက်ကောင်းတဲ့ဖြော်ရည်မျိုးပေါ့ဆိုတော့တန်ဘူးလို့လွယ်လွယ်ကူကူခေါ်လိုက်ကြတာဆိုပြီးတော့အဲဒီလိုမျိုးလေးပြောကြပါတယ်အဲ့ရနေစပြီးတော့တန်ဘူးဖြော်ရည်ကတဖြည်းဖြည်းနဲ့ထုံစံအတိုင်းပဲနေရာတိတိကိုပြတ်နှက်နောက်ဆုံးတော့ထုတ်လုပ်သူတွေရပါ တန်ဘူးဖြော်ရည်အဖြစ်နဲ့အာဒီလိုမျိုးပလင်းနေနဲ့ထုတ်လုပ်လာကြတာမျိုးဖြစ်ပါတယ်အခုအထိလည်းစိုင်းဒီမှာအချို့စိုင်းကြီးတွေမှာဒါကဟိုတန်ဘူးဖြော်ရည်ကိုတစ်ခုတ်တည်းရနဲ့ရောင်းနေကြတော့မှာဘာလို့လဲဆိုတော့တန်ဘူးဖြော်ရည်ကအဲ့ဒီဘက်ခစ်မှာကြီးပြင်းကြရတဲ့သူတွေဖို့တတိယစရာဒီတန်ဘူးဖြော်ရည်တစ်ခွက်တောက်တာနဲ့အဲ့ဒီခစ်တုံးကအတူတူတောက်ခဲ့ကြတဲ့တငယ်ချင်းတွေအတူတူဂျုံခဲ့ရတဲ့အဖြစ်ပြက်တွေကသူကပြန်မှတ်မိစရာဖြစ်တာ哦ဆိုတော့ဒါတန်ဘူးဖြော်ရည်လေးကိုအမှတ်တရတွေနဲ့တောက်ကြလေးရှိတဲ့အတွက်စိုင်းကြီးတွေမှာအခုအချို့စိုင်းတွေဆိုလို့ရှိရင်ဒါတစ်ခုတ်တည်းရကို ရောက်နေကြလိရှိတဲ့ဖြော်ရည်တစ်ခုပါဟုတ်ကဲ့ဒါလေးကကျွန်တော်တို့အစုံမတက်ခင်လေးမှာနောက်ဆက်တွဲလေးအနေနဲ့ပေါ့စိုးမြင့်ကျော်နောက်ဆက်တွဲပေါ့ဒီလိုမျိုးလေးပြောရမှတင်ပါတယ်ကျွန်တော်တို့ခုနဒီစိုးမြင့်ကျော်နဲ့ပတ်သက်လို့တဗျူးမှာရတယ်လို့ကျွန်တော်တို့ပြောထားခဲ့တာလေးရှိပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့အဲ့ဒါလေးဆက်ပြီးတော့နည်းနည်းလေးလိုက်ပြီးလေ့လာကြည့်တဲ့အခါကျတော့အဲ့ဒီဥစိုးမြင့်ဆိုတာကတဲ့ပြင်းဥလင်မှာရှိတယ်လို့ဆိုပါတယ်ဗျပြီးတော့အဲ့ဒီ ဒီ the view ဆိုရဲ hotel resort ပေါ့ restaurant ပေါ့အဲ့ဒီဟာကသူကအနည်းစကမ်းမှာရှိတာ哦အဲ့ဒါကလည်းသူတို့ရဲ့အဟိုပေါ့ resort လို့ပြောပါတယ်ဗျ restaurant လို့ပြောပါတယ်ဗျပြီးတော့ဥဆုမြင့်ဆိုတာကရွှေတထေးရွှေငါမောင်မောင်ရဲ့တားလို့လည်းသိရပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အထပ်ပြီးတွေ့ရတဲ့အချက်လက်လေးကိုဆက်လက်မျှော်ရတာဖြစ်ပါတယ်အကယ်လို့အမှားရင်းတိတ်ဆောင်ရှိရင်လည်းအဖြစ်ဆက်ပြင်ဆင်ပေးနိုင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့အရန်ကုန်တက္ကသိုလ်အမှတ်တရနဲ့ပတ်သက်တဲ့စကားဝိုင်းလေးရဲ့ဒုတိယပိုင်းဖြစ်တဲ့ စူးမြင့်ကျော်နဲ့တန်ဘူးအကြောင်းအရာလေးမျှော်မှုကတော့ဒီမြပဲဖြစ်ပါတယ်ဗျအခုလို့ကျွန်တော်တို့ရဲ့မျှော်မှုတွေကိုနားဆင်ပြီးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ